ရင်ဆုံးအသားတူကိုရေစိမ်ထားပေးပါမယ်။ကျင်းဒီလေးတွေကိုရေပြောင်အောင်ဆေးပေးပါမယ်။ ချက်ရအစဉ်ပြေအောင်ခရင်ကျင်ပြီးကိုခပ်ပါးပါးလေးတွေတက်ကျင်းနဲ့ညှက်ထားပေးပါမယ် ေစိန်ထားတဲ့သားဓုလေးတွေကိုရေပြောင်အောင်လေးလက်နှစ်ဖက်နဲ့အားဆိုင်ညစ်ပေးပါမယ်။ ေပြောင်အောင်ညှစ်ပြီးတဲ့အခါအသားဓုလေးတွေကိုကက်ကျင်းနဲ့ညှစ်ထားပေးပါမယ်နော်။ချက်ကြီးလေးကလေးကိုရိုးရှင်းတာမို့လိုက်ချက်စားကြည့်ကြနော်။ အရင်ဆုံးစက်တုံနေစက်တုံဖြူထောင်းထားတာအရင်စီတက်ပါမယ်စနုံးမုတ်အနေငယ်ထည့်ပေးပါမယ်စက်တုံလွမ်းလာရင်ခပ်ပပညက်ထားတဲ့ပြင်းကျင်ပြီးလေးတွေထည့်ပေးပါမယ်နော် xuống không thể đi vào nhé ดีนู่นวางลูกอู้พงเลอบีจะทาไล่ปาเมเนาะ နူလာပါပြီเนาะအစင်သိမျက်ထားတဲ့အသားတူလေးတွေထည့်ပေးလိုက်ပါမယ်အတွက်စားအချုံမှုအင်းငယ်ထည့်ပေးပါမယ်။အသားသူညက်ပြီးတဲ့အခါစားအချုံမှုအင်းငယ်နဲ့အသားသူကိုနေပေးထားရင်လည်းရပါတယ်နော်။ ်ငွေထားတဲ့ကြက်ကနှလုံးကိုထည့်ပေးပါမယ်နော်တက်တက်လို့စားတဲ့သူတွေအတွက်အဆင်ပြေမဲ့ဟင်းရလေးပါနော် ူးရှင်းနာမှုလိုက်ချက်စားကြည့်ကြနော်နောက်ထပ်လဲချက်လေးလေးတွေဝင်မြပေးမှာမို့ subscribe လုပ်ခဲ့ကြပါဦးရှင်